ယခုမျှဝေပေးမှာကတော့ဒုတိယကိုအချစ်ကြည့်သူတွေကြုံတွေ့ရမယ့်ဆိုးကျိုးများကို မျှဝေပေးပါမယ်ဒုတိယကို အလွန်အမင်းအချစ်ကြည်ရှင် obsessive love ဟာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလူမှုရေးဆိုင်ရာဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်အထူးသဖြင့်မိဆွေရဲ့ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါဒီလိုအခြေအနေတွေကြုံရနိုင်ပါတယ်နံပါတ်၁စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဘလို့ဆိုးကျိုးတွေရနိုင်တယ်လေဆိုတာကိုလေ့လာကြည့်ကြပါမယ် နံပါတ်၁ဆွေးလန်းစိတ်များဖြစ်ရှင်သူတော်ဘာရဲ့အာယုံစိတ်မှုအချိန်နဲ့ရှင်းရှင်းမေတ္တာကိုအလွန်အမင်းလိုရှင်လာတတ်ပါတယ်။သူမပိုင်ရင်ဘာမှမလုပ်ရှင်တော့ပဲစိတ်သက်ကြတတ်ပါတယ်။နံပါတ်၂အားငယ်စိတ်နဲ့ယုံကြည်မှုပျောက်ဆုံးခြင်းငါ့ကိုမရှိရင်ဘာဖြစ်သွားမလဲဆိုတဲ့အတွေးတွေများလာရင် self esteem ကိုကိုကိုတန်ဖိုးထားမှုကျဆင်းလာနိုင်ပါတယ်။နံပါတ်၃စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုများလာခြင်း အရှိမအရှုံးမပေးရှင်စိတ်ကြောင့်အမြင့်စိတ်လှုပ်ရှားနေရပါတယ်။နောက်တစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဘလို့ဆိုးကျိုးတွေရနိုင်တယ်လေဆိုတာကိုလေ့လာကြည့်ကြပါမယ်။နံပါတ်1အိပ်မပြိုရှင်စားမဝင်ရှင် အရှိနဲ့ပတ်သက်လို့အတွေးတွေကြောင့်အိပ်ဆက်ရှင်နဲ့အစာစားရှင်စိတ်ပျက်စီးတတ်ပါတယ်။အရှိနဲ့ပတ်သက်လို့အတွေးလွန်ရှင်ကြောင့်အိပ်ဆက်ရှင်နဲ့အစာစားရှင်စိတ်ပျက်စီးတတ်ပါတယ်။နံပါတ်2ကျန်းမာရေးထိခိုက်ရှင် စိတ်ဖိစီးမှုများလာရင်ခုခံအားစနစ်ကျဆင်းပြီးနှလုံးသွေးတို့ဆတဲ့ယောဂါတွေဖြစ်နိုင်ပါတယ်။နံပါတ်3အင်အားကုန်ခန်းခြင်းအရှိတွဲအလွန်အမင်းအထောက်ရတာကြောင့်ကိုယ်ခန္ဓာပင်ပန်းနွမ်းနေလာနိုင်ပါတယ်။နောက်တစ်ခုကလူမှုရေးဆိုင်ရာနဲ့ပတ်သက်ပြီးဘလို့ဆိုကြတွေရနိုင်တယ်လေဆိုတာကိုလေ့လာကြည့်ကြပါမယ်။နံပါတ်1မိသားစုမိဆွေများနဲ့ကင်းကွာလာခြင်းတယောက်တည်းကိုသာအာယုံစိတ်မိတဲ့အတွက်အခြားသူတွေနဲ့ဆက်ဆံရေးပျက်စီးလာနိုင်ပါတယ်။နံပါတ်2 အလုတ်ပညာရေးထိခိုက်ရှင်အရှိတွဲအလွန်မင်းစိတ်မျိုးလင်းနေရတာကြောင့်အလုတ်နဲ့ပညာရေးမှာအာယုံမဆက်နိုင်တော့ပါဘူးနံပါတ်3အရှိမှားခြင်းအရှိကြီးလို့တဲ့သူတွေဟာ သူတစ်ပါးရဲ့အလွေသုံးစားမှုကိုခံရနိုင်ပြီးနာကျင်မှုတွေကြုံရနိုင်ပါတယ်ဒါဆိုရင်အရှိကြီးသူတွေကြုံတွေ့ရမယ့်အဲ့ဒီဆိုးကျိုးတွေကိုဘလို့ကြော်ထွားကြမလဲနံပါတ်1ကိုကိုကိုဦးစားပေးပါကိုယ့်ရဲ့တန်ဖိုးကိုအခြားသူတယောက်ရဲ့ရှင်းရှင်းမေတ္တာပို့အချိန်မခံပါနဲ့ ။နံပါတ်၄မိတ်ဆွေတွေနဲ့ဆက်တွေ့ပါ။တယောက်တည်းမနေပေတငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ။နံပါတ်၃စိတ်ကိုအလုပ်များအောင်လုပ်ပါ။အရှိတွေ့တာမဟုတ်ပေကိုယ့်ရဲ့အိမ်မက်တွေကိုလေအာယုံစိုက်ပါ။နံပါတ်၄ professional help ရယူပါ။အရှိကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နေရင်ဆရာဝန်နဲ့တိုင်ပင်ပါ။အရှိဟာနာကျင်စရာမဟုတ်ပေပျော်ရွှင်စရာဖြစ်တင်ပါလေ။တဲ့ခန်းစားချက်တွေကိုထင်းညှိပြီးကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့လိုပါတယ်။ နောက်ဆုံးတစ်ခုပြောချင်တာကအရှိဟာနှမျိုးရှိပါတယ်။ကျမ်းမာတဲ့ရှင်းရှင်းနဲ့မကျမ်းမာတဲ့ရှင်းရှင်းဆိုပြီးရှင်းရှင်းနှမျိုးရှိပါတယ်။မကျမ်းမာတဲ့ရှင်းဆိုတာလူနှစ်ယောက်ပြဿနာတွေစီးကနေဖွဲ့ပြေးဖို့တယောက်ကိုတယောက်အသုံးချနေတာမျိုးကိုပြောတာပါ။ကျမ်းမာတဲ့ရှင်းဆိုတာလူနှစ်ယောက်တယောက်အခက်အခဲကိုတယောက်ကနားလေပြီးအပြန်အလှန်ကူညီထိန်းသိမ်းဖိမပေးတာမျိုးဖြစ်ပါတယ်။ဒီလိုမိတ်ဆွေများအားလုံးကျမ်းမာတဲ့ရှင်းရှင်းနဲ့သာရှင်သန်ပါ ျမ်းမာတဲ့ချစ်ချင်းဟာစစ်မှန်တဲ့ချစ်ချင်းပါပဲကျမ်းမာတဲ့ချစ်ချင်းဆိုတာတယောက်နဲ့တယောက်ထိန်းချုပ်ခြင်းမဟုတ်အပြန်လန်လေးစားခြင်းနားလေပေးခြင်းသာဖြစ်ပါတယ်မိတ်ဆွေများအလုံးတာယာတဲ့ချစ်ချင်းတရားကိုပိုင်ဆိုင်နိုင်ကြပါစေဗျမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုလေးကိုမမမှတ်ချက်ပေးခဲ့ကြပါအောင်ဗျဆုံးတိနာဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်